င်္ဂလာပါနေ့တစ်ချင်းမှာပြန်လာချုပ်လို့ပါလာဒီနေ့အစမှုတန်းညီလေးပြောတာလေး ਨੇ ပေးဆုံးကတမတော်အကြီးကဘလောက်တောင်အနေနာမြန်မာနိုင်ငံကိုအနေနာခံပြီးဆောင်ရွက်နေတဲ့ဥစ္စာလေးနားဆင်ပေးပါဦးအဲမင်းဘလောက်ရလို့ဝင်လာလဲတဲ့အော်ဟုတ်ကဲ့ဗျဥစ္စာကျွန်တော်ဘလောက်ရရမရရစိတ်ဝင်စားပါဦးเนาะမရလဲဘာမှဖြစ်ပါဘူး ကျွန်တော်နိုင်ငံတော်ကာဝယ်ခြင်းလို့ပါဗျ။အင်းလူငယ်ပါ။တက်ကတော့20ဖြစ်ပါပြီဗျ။ယုံကြည်ယုံမယုံကြည်နေဒါအမှန်ပဲ။ဟုတ်ညီလေး။မိကလာပါမိကလာပါ။ကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လူရွယ်လေးများကိုလေးစားပါဦးနော်။အခုဒီနေ့မက်ဆီပေးကြတာကပေါ့နော်ဟုတ်လား။အဲကဘာကပေါ့ကောနော်။အဲခုနလိုပေါ့အာကူးနေတဲ့ ကဘာကုလသမဂကောင်စီဘူးပေါ့နော်ဟာလားအခုအချိန်နေဘလို့လဲလို့နော်ဟာလားနော်ကဘာကုလသမဂလူကျွေးကောင်စီကဟာလားဘယ်ဘေတူကစူးမှုတဲ့လူကျွေးကောင်စီဖြစ်နေတယ်လေဆိုတာဟာလားအကလို့တီးဖို့လူတယ်လို့ပြောပြချင်ပါတယ်နော်အခုကဘာကုလလူကျွေးကောင်စီမှာဟာလားကျားတို့အကလို့တိတဲ့အတိုင်းပဲပုစမှာတွေ့တယ်ဟာလားဒါအစ်စရိရဲ့ ဝီကြီးချုပ်ပေါ့နော်ဒါအစီအနိုင်ငံရဲ့ဝီကြီးချုပ်ဟာလားနေတရာဟုမိတ်ခူးပြောမယ်အလေရောက်တဲ့ချိန်မှာဘယ်လိုဖြစ်လဲလို့နော်အကုန်လုံးထပ်ပြန်သွားတာအကုန်လုံးတော့မဟုတ်ပေါ့ကွာနော်ပြောမယ်ဆိုရင်နော်ဟာလားမိတ်ခူးပြောဖို့ပြောတဲ့ချိန်ပါကွာနော်ပြောဖို့ဟာလားအစီအဝီကြီးချုပ်ပြောမယ့်ချိန်ပါဟာလားထိုင်ကွက်နဲ့ UPSC ပြက်ပြန်ပြီးမှထွက်သွားကြတာဟာလားဟာလားဒါဦးကြည့်ချင်းအဖေဟာလားလူကျွေးကုလားတောင်ကလူကျွေးကောင်စီကဘာအစိမ့်မှမရှိရဟာပေါ့နော် ်အခုထပ်ပြန်တဲ့လူတွေကဘယ်သူတွေလဲနော်ကျွန်တော်မပြောချင်ဘူးနော်ဟုတ်လားအိစရီကိုမထောက်ခံတဲ့လူတွေဖြစ်တယ်တကယ်တော့သူထောက်ခံပြီးဖြစ်စေမထောက်ခံပြီးဖြစ်စေဒါဟုတ်လားလူကြီးကောင်စီအစည်းအဝေးနဲ့ထပ်ပြန်နေဆိုတဲ့ဟာတကယ်မိုက်ရိုင်းတဲ့အလုပ်ကြီးဖြစ်တယ်ပေါ့နော်တကယ်မိုက်ရိုင်းတယ်လို့ပြောရမှာဟုတ်လားဒါကဒါကလူကြီးရဲ့ကောင်းစီလားလို့နော်နေတရားဟုတ်ကိုလက်ခံပြီးဖြစ်တယ်လက်မခံပြီးဖြစ်စေဟုတ်လားနားထောင်ရမှာတော်ရှိရယ်နော် ယူပြက်စစ်ပြက်ဖြစ်သွားတယ်ဒါလူကျွေးကောင်စီအစည်းအဝေးခမ်းမှာမှာဟုတ်လားအကူလို့တိထားတဲ့အတိုင်းပဲနော်အဲကြောင့်ကမ္ဘာကုလတက္ကလူကျွေးကောင်စီကဘဒူစူးမှုတဲ့လူကျွေးကောင်စီဖြစ်နေတယ်လေဆိုတဲ့ဟာကိုတော့အုံနောက်ထဲမှာထည့်ထားကြပါလို့နော်ပြောမယ်ဆိုဘာမှအုံနောက်မရှိတဲ့လူကြီးခမ်းများများထိုင်နေတဲ့လူကျွေးကောင်စီဖြစ်နေတယ်လို့ပဲပြောပြချင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါဒါလုံချုံရေးကောင်စီဆိုဟိုကကုလသမဂ္ဂဖွဲ့စည်းရလဲဒါ OIC OIC ရဲ့ စကားကိုအမြဲတမ်းလိုက်နာပြီးဆောင်ရွက်ပေးနေရတယ်ဖွဲ့စည်း UNC လက်ပါစီပဲကုလသမဂ္ဂလည်းဘာမှမတူကမ္ဘာနိုင်ငံတွေအကုန်လုံး OIC လက်အောက် UNC လှုပ်ရှားနေပြီကုလသမဂ္ဂအဖွဲ့ကြီးဆိုတော့လေနိုင်ငံတကာဖားအဖွဲ့ကြီးဖြစ်နေပြီမဟုတ်တဲ့ဥစ္စာအကုန်လိုက်လုပ်ပေးတယ်ပတ်စံပေးနိုင်ပတ်စံပေးနိုင် အကုန်လိုက်လုပ်ပေးတယ်ဖွဲ့စည်းကုလသမဂ္ဂအဲ့ဒါဒီနေ့ နေတမ်းရဘူးစကားပြောဖို့စင်းမင်းဖို့တက်တက်တဲ့ချိန်မှာလက်ခုပ်တီးတီးပြီးတော့ဟိုတန်းစီပြီးတော့ခမ်းမတဲ့ကနေထွက်သွားကြတာအဲ့ဒါလေးကိုပြောပြတာကုလသမားဖွဲ့စည်းဆိုရလဲအထင်ကြီးစရာဖွဲ့စည်းမဟုတ်ဘူးဆိုတော့ပြောပြတာဆန္ဒထောင်ကြည့်ပါဦးတမတော်အကြီးကဲနိုင်ငံတော်ဘောစေတနာနဲ့သူလုံနေရတဲ့အတိုင်းအတာကိုဒီမှာပြောပြပါတာနာထောင်ပြီးတော့စေတနာကိုနားလဲပြီးတော့ကိုချင်းစာတတ်မယ်ဆိုရင်ကိုချင်းစာတတ်ဖို့ပေါ့ဒါလေး တင်ဆက်ပေးတော့နားထောင်ကြည့်ပါကျမတို့ကဘသူပါပြောပြောဘူချို့တနာတယ်ဒီဘူချို့တနာတယ်လို့တနာတယ်ဘူချို့ဘာကြောင့်တနာလဲဆိုတာဘူချို့ဘာကြောင့်တနာလဲဆိုရင်ကိုမွေးထားတဲ့တာသမီး၄ယောက်တော့မှ အုံနောက်ဒီ၆လုံးလို့ကိုရွှေမျိုးတိုင်းဝိုင်းနဲ့ပါနဲ့ဟိုဘူပင်တော့ကတွေများနေတာ ဒီပူချို့ဆိုဘလတနာဖို့ကောင်းလို့ဟိုဘလူပြမလဲတတိုင်းတော့တပီလုံးနိုင်ငံအဖက်ဖက်နိုင်ငံနဲ့လည်းဆက်ဆံရတယ်နိုင်ငံအဖက်ဖက်နိုင်ငံနဲ့လည်းပြေလေအောင်ဆက်ဆံရတယ်စီးပွားရေးလည်းအုံနောက်ချောက်ရတယ်ကိုတိုင်းပြည်ကအဲပြီးတော့ဟိုပါရာရေးစစ်ရေး စီပွားရေးပါတာရေးအကောလုံးသူခမရမယူသွားတော့ကံကောင်းသူ့တနာတယ်သူ့တနာတယ်မယူသွားတော့ကံကောင်းသူကဘာလို့လဲဆိုတော့ဟိုခြံစီခြံစီလို့လို့လေအပေါ်မှာကာလိုက်ပြီးဆိုအောက်လွတ်သွားပြန်ပြီအောက်ကာလိုက်ပြီးအပေါ်လွတ်သွားပြန်ပြီဟိုလူဒီလက်အကျင့်ရုပ်ပြီးမှနွားဥပမာနွားအကောင်တစ်ထောင်လောက်ခြံခြံထဲမှာလုံထားတာတီနာ တကောင်ဟိုနန်းတကောင်ဟိုနန်းတကောင်လို့ရာသူ့ထိမ်မရကြုံမရထိမ်မရကြုံမရနဲ့ဟိုစိတ်စိတ်ရှုပ်အောင်ပေါ့စိတ်ရှုပ်အောင်ဟိုအကောင်လုံးဖြစ်စည်းတာပေါ့သူ့တနာတယ်ဟိုဆန္ဒပြတော့ငါဆန္ဒပြတော့ငါဆိုလို့ရှိရင်သူသူ့ပုံတွေကိုချက်တော့နဲ့တက်နေလို့နေအဲ့လိုမလို့အဲ့လိုမျိုးမလို့ကောင်းဘူးဘာဖြစ်လို့လဲဆိုတော့ဘာပဲဖြစ်ဖြစ်သူများဖုံးနဲ့ကန်နဲ့ဖုံးကန်ရှိလို့လဲပို့ချုပ်ဖြစ်တာလေ ဖုန်းကန်ရှိလို့လဲပူချုဖြစ်တဲ့အခါကျတော့ကိုကတော့စော်ကားတော့ဟိုဘယ်လိုပြောမလဲပြာတဆုပ်ကိုကြုံကြည့်လိုက်လူတယောက်ကိုပဲ့ကြည့်လိုက်အဲ့အမောင်ကိုရှိပဲပြန်လာတာအဲ့အမောင်ကိုရှိပဲလာတာလာတာသူများမကောင်းကြံရင်ကို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 ကြံတာနဲ့အတူတူပဲတဲ့သူများကိုမကောင်းကြံရင်ကိုကိုကိုကြံတာနဲ့အတူတူပဲမတွေ့ဘူးလားမန္တလေးရမတင်း ရေကြီးတုန်းကတရွာလုံးမြုပ်သွားတာဘုချုပ်ပုံဒီတက်နင်းလို့နင်းဖုံကြီးပုံကိုလည်းစော်ကားလို့စော်ကားလုံးကြီးတွေချိတ်လို့ချိတ်တရွာလုံးမြုပ်အဲ့ပြီးတော့အခုမန်မန္တလေးစကိုင်းနေရာတကဘုချုပ်ကိုဘာဖြစ်သူများဖုံးနဲ့ကန်နဲ့ဖုံးကန်ရှိလို့ဘုချုပ်ဖြစ်တာလေကိုသားသမီးတော်မအောက်ကကိုသားသမီးတော်မ จิตสริตาออกตันจะနေတာလဲออกตันจะပြီးอ่ะလဲကိုလဲမတိရဘူးအခုသာသမီဆိုးမိုက်လဲကိုလဲမတိရဘူးဆိုးတဲ့သာသမီရှိတယ်ကောင်းတဲ့သာသမီလည်းရှိတယ်သူခမားမှာအုံနောက်ဘလောက်ခြောက်နေတယ်လဲကိုချင်းစားတယ်တနာတယ်တနာတယ်ပပရဲ့ကိုကဒါစေတနာလေးကိုမြင်အောင်ပြောပြတာပါသူတို့အနေနဲ့ ဒါအကြီးကြီးလေးအနေနဲ့ဆိုတော့ဖုံးကန်ရှိတို့ဒီနေရာဖြစ်လာဖုံးကန်ရှိဘွားကုတို့ချောင်းပဲဖြစ်တာကာခင်ဗျားတို့ကောင်းသည်ပြောပြောဆိုသည်ပြောပြောလက်ကိုခံရမယ်ပုံမှန်ဖုံးကန်ရှိငါတို့ပြောသလိုကဲတိုင်းပြရနေပြီးဘလောက်တောင်ခိုးထားပြီးဘာခိုးထားပြီးညာခိုးထားပြီးလို့ပြောတယ်အဲ့ခိုးထားတဲ့စည်းစိမ်နေနဲ့သူနိုင်ငံခြားမှာသွားပြီးနေနေနေချင်းမှာပဲသူအသက်ရွယ်တယ်ဒါမှလည်းနေလို့မရသေးဘူးမြန်မာနိုင်ငံထဲမှာ ဖြစ်ဖြစ်နေတဲ့ဟာလေးမြန်မာနိုင်ငံကြီးကိုကယ်တင်ဖို့အတွက်သူဆက်ပြီးအလုပ်လုပ်နေတာဒီသက်ရွယ်နဲ့လုပ်နေတာသူကစီစဉ်နေရှိရတယ်ကဲငါတို့ပြောပြောနေသလိုစီစဉ်နေရှိရဆိုရင်နင်နာခံပြီးမလုပ်တော့ဘူးခေါင်းချောက်ခံပြီးမလုပ်တော့ဘူးဒါဒီစင်နာလေးကိုပြောပြတာပါဦးကြီးအသက်ရွယ်ထိနိုင်ငံပေါ်စင်နာထားတဲ့ခေါင်းဆောင်စေတနာကိုနားလဲစေချင်တာကျေးဇူးတင်ပါတယ် 变瘦吗？